နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အိန္ဒိယကာကွယ်ရေးဝန်ကြီးကဘင်္ဂလားဒေ့ရှ်အစိုးရအကြံပေးခေါင်းဆောင်ယူနော့စ်ကိုစကားတွေကိုတရိပ်ထားရန်တိုက်တွန်းပြောကြားခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ အိန္ဒိယကာကွယ်ရေးဝန်ကြီးဆင်းရဲမတ်ချက်တွေဟာမှန်မှန်ကန်အတုံးမဝင်ကျင့်ဝတ်နဲ့တန်တမန်ရေးအရာလေးစားမှုမရှိလို့ယူဆပါတယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်ဒီအခြေအနေတွေဟာအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ဆက်ဆံရေးယိုယွင်းလာမှုရဲ့ကြားတွေကနေနောက်ဆုံးထွက်ပေါ်လာတဲ့အခြေအတင်ပြောဆိုမှုတွေဖြစ်ပါတယ်ပါမောက်ခယူနုစ်အပေါ်အိန္ဒိယကာကွယ်ရေးဝန်ကြီးရတ်နတ်စင်ရဲ့မှတ်ချက်တွေဟာ မှန်မှန်ကန်ရိုသေလေးစားမှုမရှိလို့ဆိုပြီးပယ်ချခဲ့တာလို့ဖော်ပြထားပါတယ်ဘင်္ဂလားဒေ့ရှ်ဟာအိန္ဒိယနဲ့အပြန်အလှန်အကျိုးရှိတဲ့ဆက်ဆံရေးအတွက်ဂတိကဝတ်ပြုထားဆဲဖြစ်တယ်လို့ဆိုပါရယ်အတံပေးပုတ်ကိုပါမောက်ခယူနော့စ်နဲ့ပတ်သက်ပြီးမကြာသေးမီကပြောကြားခဲ့တဲ့အိန္ဒိယကာကွယ်ရေးဝန်ကြီးရဲ့မှတ်ချက်ဟာလူထုအာရုံစိုက်မှုကိုရောက်ရှိလာခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောဆိုခဲ့ပါရယ်ရှင်